ချင်းပြည်မြောက်ပိုင်းတိတိမျိုးအဝင်မှာတိုက်ပွဲသတင်းထွက်ပေါ်လာပါတယ်။ချင်းပြည်နောက်တပ်ဖွဲ့ CB ကဒီတိတိမျိုးအဝင်မှာရှိတဲ့စစ်ကော်မရှင်ရဲ့ဒီတက်စခန်းဂိတ်တစ်ခုကိုမနေ့ကနိုဝင်ဘာလ28ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ PDF ဇိုလန်ပါဝင်တဲ့ချင်းပြည်နောက်အဖွဲ့ကတိတိမျိုးအဝင်ကျိုးစုပါဤဆိုတဲ့ဆိုင်းပုတ်နာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်ရဲ့ခလာရ269တက်ဖွဲ့ဝင်တွေရဲ့ဂိတ်ကိုဝင်ရောက်စီ ီးနှင်ခဲ့တာပါတိုက်ပွဲထဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်စစ်တပ်ဝန်း၂ယောက်ကိုဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုပါသိမ်းဆီးရရှိခဲ့တယ်လို့ချင်းညီနောင် CB အဖွဲ့ကထုတ်ပြန်ထားပါတယ်ချင်းညီနောင်တပ်ဖွဲ့တွေကတော့ဒီအထူးခိုင်မရှိပြန်လည်စုခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ကတီးတိမ်မျိုးရဲ့အဝင်အထွက်ကိုထိန်းချုပ်ဖို့အတွက်ကြိုးပမ်းနေတာကြောင့်ဒီတိုက်ခိုက်မှုကိုလုပ်ခဲ့တာဖြစ်ပြီးတီးတိမ်မျိုးကန်တွေရဲ့ပြောပြချက်အရဆိုရင်တော့ဒီနေ့မှာမျိုးရင်းလှုပ်ရှားမှုတွေပုံမှန်နီ ီးပါးပြန်ပြီးတော့ဖြစ်နေပြီလို့သိရပါဗျ။ ရခိုင်ပြည်ကြောက်တော်မြို့နယ်မှာဒီဒီကနေ့ပေါ့လေနိုဘလာ28ရက်နေ့မနက်ပိုင်းမှာတော့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရဲသားတွေထိခိုက်ပေဆုံးမှုဖြစ်ခဲ့ပါတယ်စစ်ကော်မရှင်တပ်ကကြောက်တော်မြို့နယ်တဲကကြောင်ဖို့နန်းတက်နဲ့ဒီပြောင်းစိတ်ဆတဲ့ရွာတွေကိုဇက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးအရဲသား6ယောက်သေဆုံးခဲ့ပါတယ်တချို့ကလည်း9ယောက်လို့ဆိုတာမျိုးပြောတယ်ပေါ့နော်ဒါပေမဲ့သေကြတာကတော့အဲ့ဒီသေဆုံးသူတွေထဲမှာအမျိုး သမီး9ယောက်ပါဝင်ပါတယ်။ဒါအပြင်ဒဏ်ရာရတဲ့သူကလည်း10ယောက်လောက်ရှိတယ်လို့ဆိုကြပါတယ်။အဲ့ဒီဒဏ်ရာရတဲ့သူတွေထဲမှာဆိုရင်တော့ကလေးတွေလည်းပါတယ်လို့ဒေသခံတွေကပြောပါတယ်။အရခတ်တက်တော့အေအေကတော့စစ်ကော်မရှင်တက်ရဲ့အဲရည်ရွယ်ချက်ရှိရှိနဲ့လေးချောင်းတိုက်ခိုက်မှုတွေကိုရခိုင်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့တိုက်တွန်းထားပါတယ်။ ိုးကုတ်သတင်းနဲ့ဆက်ပါမယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်ဖိအားပေးမှုကြောင့်တန်းတက်မလို့ DNL ကတင်ပိုက်ထားတဲ့မိုးကုတ်မျိုးဟာစစ်ကော်မရှင်ရဲ့လက်ထက်ကို ပြန်ပြီးတော့ရောက်တော့မှာပါ။ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာမိုးကုတ်မျိုးနယ်ထဲမှာတက်ဆွဲထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအားလုံးမျိုးပေါ်ကနေစုခွာသွားပြီလို့ဒေသခံတွေကပြောပါတယ်။တန်းတက် DNL ရဲ့ညွန်ကြားချက်အရနိုဝင်ဘာလ25ရက်နေ့နောက်ပိုင်းကစပြီးတော့မျိုးပပတ်လေကဗျူဟာကုန်းတွေမှာရှိနေ ေတဲ့တပ်ဖွဲ့ဝင်တွေပါစွန့်ခွာသွားတာပဲဖြစ်ပါတယ်။ TNL ဟာသူတို့ဖွင့်ထားတဲ့ဌာနဆိုင်ရာယုံတွေနောက်ပြီးတော့ကြောက်မြတ်ဒုဖော်ရေးလုပ်ငန်းတွေကိုပါရပ်ဆိုင်းပြီးတော့တပ်ဖွဲ့အများစုကိုပြန်ယုံနေပြီလို့ဒေတာခန်တွေကပြောပါတယ်။လာမယ့်ဒီနိုဝင်ဘာလ30ရက်နေ့နဲ့ဒီဇင်ဘာလ1ရက်နေ့မှာတော့ကြံနေတဲ့အင်အားတွေပါအပိသက်ဆုတ်ခွာသွားတော့မှာပဲဖြစ်ပါတယ်။စစ်ကော်မရှင်တပ်သားတွေကို TNL ကဒီလုံခြုံရေးယူပေးပြီးတော့မြို့ထဲကိုပြန်ခေါ်သွင်းလာမယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီလိုမျိုးအခြေအနေတွေကြောင့်မိုးကုတ်မြို့ ုခံလူထုရဲ့၃ပုံ၂ပုံလောက်ကတော့မြို့ကနေအလုံးအရင်နဲ့ထွက်ပြေးတိမ်းရှောင်နေကြပါပြီ။မြို့ရင်းမှာလူသွားလူလာမရှိဘဲတိတ်ဆိတ်၆ကပ်နေပြီးတော့မြို့ခံတွေဟာစစ်ကော်မရှင်တပ်ပြန်ပြီးတော့ဝင်လာမှာကိုစိုးရိမ်နေကြပါတယ်။ နိုင်ငံတကာတန်တမန်ရေးရာမှာအရေးကြီးတဲ့သတင်းတစ်ပုဒ်နဲ့ဆက်ပါမယ်။အာကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်ထားဖို့အတည်ပြုလိုက်ပါပြီ။နိုင်ငံကိုယ်စားပြုဒီကိုယ်စားလှယ်စီစစ်ရေးကော်မတီကမနေ့ကအစည်းအဝေးမှာကန့်ကွက်သူမရှိအတည်ပြုလိုက်တာဖြစ်တယ်လို့ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ယောက်ကပြောဆိုပါရယ်။ ။တမတ်ကြီးဦးကျော်မိုးထွန်းဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးပြီးချင်းမှာပဲဒီကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာလက်သုံးချောင်းထောင်ပြီးတော့စစ်ကော်မရှင်ကိုလူသိရှင်ကြားဆန့်ကျင်ခဲ့တဲ့သူဖြစ်ပါတယ်။စစ်ကော်မရှင်ကသူ့ကိုထုတ်ပယ်ကြောင်းကြေညာခဲ့ပေမဲ့ကုလသမဂ္ဂကစစ်ကော်မရှင်ကိုအတိမတ်မပြုတ်ခဲ့တဲ့အတွက်ဦးကျော်မိုးထွန်းဟာအဲ့ဒီနေရာကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တာပါ။ဒီအနေအထားကိုကုလသမဂ္ဂကနှစ်စဉ်နှစ်တိုင်းပေါ့လေဇက်တိုင်းတက်တန်းတို ုးပေးခဲ့ရကနဲ့အခုနှစ်မှာလည်းဆက်ပြီးတော့အတီးပြုတ်ပေးလိုက်တာဖြစ်လို့တန်မတ်ကြီးဦးကျော်မိုးထွန်းဟာမြမပြည်သူတွေရဲ့အတန်ကိုကိုစားပြုတဲ့အနေနဲ့နိုင်ငံတကာရဲ့စင်မြင့်ထက်မှာဆက်ပြီးတော့ရည်တည်ခွင့်ရရှိသွားပြီဖြစ်ပါတယ်